အခုခေတ်လူငယ်တွေမသိသေးတဲ့ဥပိန်တရာအကြောင်းမြန်မာနိုင်ငံမန္တလေးတိုင်းအမရပူရမြို့နယ်မှာရှိတဲ့ဥပိန်တရာဟာမြန်မာနိုင်ငံမှာတက်တန်းအရင်ဆုံးနဲ့အရှည်ဆုံးကျွန်းတရာကြီးအဖြစ်မှတ်တမ်းဝင်လာပါတယ်။ဒီတရာကြီးရဲ့နောက်ွယ်မှာစိတ်ဝင်စားစရာသမိုင်းတစ်ခုရှိနေပါတယ်။1849ခုနှစ်ကနေ1852ခုနှစ်အတွင်းတည်ဆောက်ခဲ့ပြီးအမရပူရမြို့ကိုဖြစ်တဲ့ဥပိန်ဆိုတဲ့သူကတည်ဆောက်ခဲ့ရပဲဖြစ်ပါတယ်။ သူ့ရဲ့အမည်ကိုအစွဲပြုပြီးဥပိတ်တရားလို့ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ဒီတရားကိုတိဆောက်ရမှာအသုံးပြုခဲ့တဲ့ကျွန်းသစ်တိုင်ပေါင်း1086တိုင်ဟာအင်းဝနန်းတော်ကိုဖျက်သိမ်းရာကနေရရှိခဲ့တဲ့သစ်တွေဖြစ်ပါတယ်။ကုန်းမောင်ခေပကံမင်းလက်ထက်မှာနေပြည်တော်ကိုအင်းဝကနေအမရပူရကိုပြောင်းရွှေ့တဲ့အခါနန်းတော်ဟောင်းကသစ်တွေကိုပြန်လဲအသုံးပြုပြီးတောင်တမန်အင်းကိုဖျက်ဖို့ဒီတရားကြီးကိုတိဆောက်ခဲ့တာပါ။ တောင်တမန်အင်းတစ်ဖက်တစ်ချက်မှာရှိတဲ့ကျင်းရွာတွေကဒေတာခံတွေအထူးသဖြင့်ယဟန်းတန်ညာတွေအလွယ်တကူကူးလူသွားလာနိုင်မှု ဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့ဥပိန်တရားဟာနိုင်ငံခြားသောခရီးသွားတွေနဲ့ပြည်တွင်းခရီးသွားတွေအတွက်အထင်ကရနေရာတစ်ခုဖြစ်ပြီးနေဝေချေရှုခင်အလားကြောင့်ကပါနဲ့ဧည့်သည်တွေကိုပါဆွဲဆောင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်အခုလိုဘ ഹു တုထရဖွယ်ရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့တိလွေရ Channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံး ုံးညီကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်